တယောက်ကူနီနဲ့လမ်းရှုံမြို့ရင်ဝင်ရောက်လာတဲ့စစ်ကောင်စီကတောင်ချို တောင်ခမ်းဘက်ကူပါအရာယူဖို့တံပြန်တိုက်စစ်စင်ထိုးစစ်စင်နေတယ်လို့သိရပါဗျ။လမ်းရှုံမြို့ရင်ကိုပြီးခဲ့တဲ့ Influence 18ရက်နေ့မှာစစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့ချုပ်ဝင်ရောက်လာပြီးနောက်ရှမ်းမြောင်းရှိနောင်ချိုတောင်ခမ်းဘက်ကူပါလုံရှားခန့်စစ်ကနေတံပြန်တိုက်စစ်ဖော်ဆောင်မှုကြိုးစားနေတယ်လို့စီးရဲတရင်ရှင်းမြစ်ထံကသိရပါဗျ။စစ်ကောင်စီဟာအပြစ်ခက်ရဲစဲထားတဲ့ကာလအတွင်း လုံထဝရီမြေတိုင်းနောင်ချိုဘက်ကိုထိုးစစ်ဆင်လာပြီးတိုက်စစ်မှာမကြီးရင်နဲ့နောင်ချိုလေးကိုကြော်လွန်လာကမဲပုတ်ရွာမှာအခြေပြုတ်တက်ဆွဲမှုတွေပြုလုပ်လာတယ်လို့စီရဲထရင်ရှင်းမြစ်ကဆိုပါတယ်။နောင်လင်းကိုကြော်ဖြတ်ပြီးနောင်ချိုကြီးတင်ပင်လေကိုရောက်လာရင်တော့ပြန်နန်းနေအတွက်အရန်စိုးရင်ရတယ်လို့သတ်မှတ်ရတော့မှဖြစ်ပါတယ်လို့ CDM ပူကြီးစင်ရောကတုံးသက်ပြောဆိုထားပါတယ်။ တင်ကောင်စီကထိုးစစ်ကိုနောင်ချုပ်ကြီးတင်ပင်လေထိရောက်ဖို့ရည်ရွယ်ထားပြီးတောင်ခမ်းမှစစ်နယ်ကျွန်းထဲထိအင်အားအပြည့်နဲ့ထိုးစစ်ဆင်လာခြင်းဖြစ်တယ်လို့သိရပါဗျ။တန်အမျိုးသားလူမျိုးရေးတပ်မတော် TNL တပ်ဖွဲ့နဲ့ပူးပေါင်းဖွဲ့တွေကလည်းကန်ချင်းရွာဘက်ကနေတောင်ခမ်းကိုပြန်လည်ထိန်းချုပ်ဖို့ပြင်ဆင်နေတယ်လို့သိရပါဗျ။အခု April ဒုတိယပတ်တွင်မှနောင်ချုပ်ရှင်မှုထောင်းမြောက်ဖက်ကန်ချင်းရွာတဝိုင်းမှာစစ်ကောင်စီနဲ့ တီအန်အန်လီဘူပေါင်းပြန့်ဖွဲ့လို့ထိတွေ့တိုက်ပွဲပြင်းထန်နေပြီးစစ်ကောင်စီကစစ်ကြောင်းနှစ်ခုခွဲက ထိုးစစ်ဆင်လာတဲ့အတွက်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ဒေတာကန်တွေထံကသိရပါတယ်စစ်ကောင်စီဟာ MNDA နဲ့နှိမ့်နိုင်မှုယူပြီးအပြည့်ရစဲထားတဲ့ကာလအတွင်းတောင်ခန်းစစ်မျက်နှာကိုပါစီးအေးရအသာစီးယူလာတာကိုတွေ့ရပါတယ်အပြည့်ရကာလမတိုင်ခင်ကလေးကစစ်ကောင်စီဟာနောင်ကျိုးက TNL တက်စကန်ချုပ်ကိုပြက်လက်သိမ်းယူထားပြီး တောင်ခန်းကိုရှမ်းတောင်ဘက်ရဲစောက်ကပါအင်အားအုံရင်းနဲ့ထိုးစစ်ဆင်နေတာဖြစ်ပါတယ်။